same as our other categories as well, are in clothing, uh, fashion, and apparel. Um, lastly, about 60% today is about maybe 80% of sexual reasonable. And it's the same as uh, beauty and personal care. Digital marketing ne media ဆိုင်ရာခေါင်းစဉ်တွေကိုအဓိကထားဆွေးနွေးခဲ့ကြတဲ့ D Forum ဟာမြမစီးပွားရေးနယ်ပယ်မှာလိုအပ်နေတဲ့ ကောလက်တွေကိုဖြည့်ဆည်းပေးနိုင်မှုအဓိကယူရဲကျင်းပခဲ့တာပါမိုဘိုင်းဖုန်းနဲ့တသားတည်းဖြစ်လာတဲ့မြမလူမှုပတ်ဝန်းကျင်မှာ digital marketing ဟာအင်မတန်အရေးပါလာနေတာမို့ကုန်ကျစရိတ်နှဲပါတဲ့ digital platform ကို ထိထိရောက်ရောက်အသုံးမချနိုင်မှုဆိုရင်တော့ဆုံးရှုံးမှုတွေဖြစ်လာနိုင်ပါတယ် digital media ဘက်ကိုကူးပြောင်းစာကာလမှာမြမနိုင်ငံအတွက်ကြီးမားတဲ့စိန်ခေါ်မှုတချို့နဲ့ရင်းဆိုင်နိုင်ရွယ်ရှိတယ်ဆိုတဲ့အကြောင်းနဲ့ပတ်သက်လို့ I think the biggest challenge for Myanmar now is how it's going to shift uh, from the traditional to digital media. Of course, I think the traditional media is still for, here to stay, uh, but brands need to learn how to embrace this change. Uh, they can no longer depend on just their hardware, uh, but consumers don't want that anymore. Consumers want to know how can your product uh, fit into my life how is it going to make my life better how is it going to fit into my lifestyle be it a fashion sense or design sense i think this is where uh, the market is moving towards and i think myanmar is very interesting because the market has just opened up uh, in the last from october last year when the operators started coming come in to push for smartphones and i think things will start to change uh, next year and the following years uh, it will be interesting to see how brands will embrace this change in the market ဒီဖိုရမ်မှာနိုင်ငံတကာသတင်းမီဒီယာတစ်ခုဖြစ်တဲ့ CNBC က360 integration across TV, digital and on the ground ဆိုတဲ့ခေါင်းစဉ်တွေနဲ့ဆွေးနွေးခဲ့သလို online marketing strategy ဆိုတဲ့ခေါင်းစဉ်ကိုတော့ Google ကတင်ပြခဲ့ပြီးတခြားနိုင်ငံတကာပညာရှင်တွေကလည်းစိတ်ဝင်စားဖွယ်ခေါင်းစဉ်တွေနဲ့ဆွေးနွေးခဲ့ကြတာပါအဓိကက speaker တွေပေါ့နော် speaker တွေကနေပြီးတော့မှသူတို့ရဲ့ ဒီ sharing တွေနောက်နိုင်ငံတကာမှာကျင့်သုံးနေတဲ့ဒီ digital revolution အတွက်360 campaign တွေသူတို့ဘယ်လိုမျိုး plan လုပ်ရမလဲဘောနော်။နောက်ဒီမှာနောက်အမတို့ကိုယ်တိုင်ကလည်းဒီမှာ digital ကအရင်အရေးပါတဲ့အနေအထားမျိုးရောက်လာတယ်လေ။ရောက်လာတဲ့အခါကျတော့နောက်အမကိုယ်တိုင်ရောနောက်အမရဲ့ဒါရုံးကတခြားဒီ blog မှာအလုပ်လုပ်နေတဲ့ဝန်ထမ်းတွေအတွက်ကောပါပို့ပြီးတော့မှချစ်တီရောင်နေကိုပြန်ပြီးတော့ပြောပြပေးနိုင်မယ် sharing လုပ်ပေးနိုင်မယ်ဘောနော်။အဲ့လိုမျိုးထင်တဲ့အတွက်ကြောင့်မလို့အမကလည်းဒီတန်းကိုလာပြီးတော့မှ participate လုပ်တာပါ။ ရိုင်ရဲ့ဟိုတယ်မှာကျင်းပတဲ့မြန်မာ Marketing and Media Forum ကို Ignite Marketing Communication နဲ့ Professional Marketer Association တို့ကဦးစီးကျင်းပတာလည်းဖြစ်ပါတယ်။ဒီကလောက်တဲ့ ရည်ရွယ်ချက်ကတော့ပေါ့နော်ဟို marketing နဲ့ပတ်သက်တော့ media နဲ့ပတ်သက်တော့အကြောင်းတွေကိုနိုင်ငံခြားပညာရှင်တွေပေါ့နော်ပညာရှင်ဆိုတာလဲဟိုဟိုစာသင်တဲ့ပညာရှင်တွေမဟုတ်ဘဲနဲ့တကယ်ကိုယ်တိုင်ပေါ့နော် industry မှာလုပ်နေတဲ့လူတွေကိုကျွန်တော်တို့ဖိတ်ခေါ်ပါတယ်အဲ့တော့သူတို့ရဲ့အတွေ့အကြုံတွေနောက်ပြီးတော့သူတို့ရဲ့ case study ပေါ့နော်သူတို့ဘာတွေလုပ်လို့ချင်းဘယ်လိုအကျိုးဆက်တွေရတယ်နောက်ပြီးတဲ့အခါကျတော့သူတို့အနေနဲ့ဒါဟိုဘယ်လိုမျိုးတွေလုပ်တင်နေပေါ့နော်ဆိုပြီးတော့သူတို့ဘက်ကဟို share လုပ်တဲ့အပိုင်းတွေကိုဟိုစာ season ဟိုပြောလို့ရအောင်ပေါ့နော် season ထားတဲ့ပွဲတစ်ခုဖြစ်ပါတယ်